တန်မျိုးသားလူမျိုးကြီးတက်မတော် DNA လေးထိ ंछ ုတ်ထားတဲ့နောင်ချွမျိုးနယ်ပိနေကုန်းနဲ့ကံကြီးကျေးရွာဘက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ဇွန်9ရက်မနေ့9နိုင်ကမ်းမှာရင်ဆိုင်တိုက်ပွဲဖြစ်တယ်လို့ DNA လေးကသတင်းထုတ်ပြန်ပါတယ်။ဇွန်10ရက်ကလည်းရှောက်ချံကံကြီးနဲ့လက်ပံကုန်းရွာဘက်မှာတိုက်ပွဲဖြစ်ပြီး9ရက်နေ့မှာကံကြီးညောင်တွန်းနဲ့နောင်ချိုကြီးရွာဘက်မှာတိုက်ပွဲဖြစ်တယ်လို့ဖော်ပြပါတယ်။ ဒေသတွင်းမီဒီယာရွှေပြည်မြေကတော့နောင်ချိုမြို့အနီးကကံကြီးကျေးရွာဘက်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအစောပိုင်းရက်တွေမှာ TNL ဘက်ကလက်လွတ်ခဲ့ရတဲ့ကင်းစခန်းတချို့ကို TNL ကပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်တိုက်ပွဲတွေနောင်ချိုနဲ့နီးလာနေတဲ့အတွက်မြို့ပြင်ကကျေးရွာတွေအပြင်နောင်ချိုမြို့တွေကပြည်သူတွေပါစစ်ဆောင်ဖြစ်ကြောင်မဲဘက်ကိုထွက်ပြေးနေကြတယ်လို့ဖော်ပြထားပါတယ် ။နောင်ချုံမြို့ဤတိုက်ပွဲတွေပြင်းထန်နေစီမှာပဲတန်းပီကောင်စီ TLC ကိုဖွဲ့စည်းလိုက်တယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။တန်းမျိုးသားလူမျိုးရေးတပ်မတော် PSLF TNL တန်းမျိုးသားပါတီ TNP နဲ့တန်းရပ်အဖွဲ့အစည်းတွေပါဝင်တဲ့တန်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ TPCC အဖွဲ့ဝင်တွေဇွန်1ကနေ3ရက်အထိဆွေးနွေးပြီးတဲ့နောက်တန်းပြည်ကောင်စီ TLC ကို ဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။တစံ29စစ်စင်ကာလအတွင်းထိန်းချုပ်ထားနိုင်တဲ့မြို့နယ်12ခုကိုအခြေခံပြီးတအန်းပီတော်လန်ရေးကာလပြည်သူအစိုးရတရားဖြစ်ပေါ်လာအောင်ဒီအဖွဲ့ကဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအာရိကတက်တော် AA ရှိနိုင်တဲ့နေရာတွေကို စစ်ကောင်စီကကြီးရီလီသုံးဘက်သုံးတန်ကနေလက်နက်မျိုးစုံနဲ့ပစ်ခတ်နေတယ်လို့နေရင်းစရာကဖော်ပြပါတယ်။ကြောက်ဖြူမျိုးနဲ့ဂုံးချွင်တိုက်နေအမှတ်32ရဲတိုက်ရင်အနီးဝန်းကျင်နှမ်းဘဲတောင်မင်းတက်တောင်ပါဝင်မလာကျွန်းဧရိယာတဝိုက်ကိုဇွန်9ရက်မှာ Jet Fighter White Trap လေယာဉ်တို့နဲ့ဘုံကျဲခဲ့ပြီးတ냐ဝတီရဲတပ်ဌာနချုပ်ဘက်ကနေလေလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ဆိုပါတယ်။ တစ်ချိန်တည်းမှာပင်အမှတ်942နဲ့943ချင်းမြန်တက်ရင်ကအင်းအား200လောက်ပါတဲ့မြေပြင်တက်ဟာလေချောင်းပစ်ကူလက်နေကြီးပစ်ကူအာကိုပြီးအေအေထိမ့်ချုပ်ထားတဲ့နေရာတွေကို တိုးဝင်လာနေတယ်လို့ဖော်ပြထားပါတယ်။ရှမ်းတောင်ဒေသစီဆိုင်မြို့နယ်ကြီးရွာအုပ်စုနှစ်ခုက ပြည်သူ6000ကျော်ကိုရွာအတွင်းကနေဇွန်15နောက်ဆုံးထားပြီး အမြန်ထွက်ခွာရမယ်လို့ PNO ပြည်သူ့စစ်ကမောင်းထုတ်နေကြောင်း PNL ပြည်အမျိုးသားလူမျိုးရေးတပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။စီဆိုင်မြို့နယ်နောင်ကျောကြီးရွာအုပ်စုက တပူးထူကောင်ထူလွယ်ငုံးအပါဝင်ငါးရွာနဲ့တောင်ရှိကြီးရွာအုပ်စုကနောင်ထော်၆ရွာနဲ့ကလားလန်ရွာတို့ကပြည်သူတွေကို အခုလိုမောင်းထုတ်နေတာလို့ဆိုပါတယ်။ဇွန်9ရက်မှာသတိပေးစာထုတ်ပြန်ထားတာဖြစ်ပြီး ကြေးရွာကနေထွက်ခွာသွားရမယ့်သူတွေဟာတောင်ယာတဲတွေစစ်ဘေးဆောင်စခန်းတွေကိုသွားရောက်နေထိုင်ခွင့်မရှိပဲစီဆိုင်မြို့ဖျက်ဖြူကြေးရွာမွေတော်ဖျောက်ဝန်းကိုပဲသွားရမယ်လို့အဲ့ဒီသတိပေးစာမှာဖော်ပြထားပါတယ်မန္တလေးတိုင်းကစုံမြို့နယ်မြို့သားမြို့ရှိစစ်တပ်ရဲ့ရေပူပေါင်းအထိုင်ချစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာမှာ စစ်သားတဦးစီ၄ဦးတန်ရာရတယ်လို့နဂနီပြောက်ကြားအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။စွန်ရှိရဲ့မနေ့9နိုင်ခွဲမှာ60မီလီမီတာ40မီလီမီတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလို့ဆိုပါတယ်။ဒီစစ်စင်ရေးကိုမြင်းကြံတိုက်နယ်သုံးနဂနီပြောက်ကြားတပ်ဖွဲ့စကိုင်းတော်လိုင်းအဖွဲ့ SRF နဲ့ငဇုံမျိုးနယ်ပကဖ ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ မွန်ပြည်နယ်ရေမြို့အခြေစိုက်အမှတ်နေရ69ချင်းလင်းတရင်ကစစ်သားတဲ့2ဦး MA1 တနက်တလက်ခဲရန်တွေနဲ့အတူပြီးခဲ့တဲ့ရက်ပိုင်းမှာတော်လိုင်းရေးတပ်တွေထံခိုးလုံလာတယ်လို့ဒေါနာစစ်ကြောင်းနှစ်ရေးပျောက်ကြားတဲ့ YGF ကသတင်းထုတ်ပြန်ပါတယ်ခင်ဗျာ။